တို့စရာဆုံဆုံလေးလေးနဲ့စားလိုက်ပါငားကိုမတိရေကြိုလေးနဲ့ချက်မှာပေါ့เนาะကျွတ်တော့ဖြူနေချင်းစီတက်မယ်ငရုတ်ဒီရောက်တိမုတ်ထဲမယ်ငရုတ်ဒီအကြမ်းပတ်မုတ်လေးထဲမယ်အဲတခါလေးပေါ့เนาะငရုတ်ဒီစိမ့်ကိုကြိတ်ပြီးထည့်လဲရပါတယ်ပြီးရင်ငားလေးတွေကိုချိုးမုတ်စားစနွှဲနေရမယ်နေရတာလေးတွေကိုတခါလေးရောပြီးစီတက်မယ်စီတက်ပြီးတော့ကျမတို့ကစီပြန်မချက်ဘဲနဲ့ဒီနေရာမှာငားငပိရေကြိုချက်မှာဖြစ်တဲ့တွင်ငပိရေကြိုကိုချိန်နှိမ့်တက်ရသုံးပြီးတော့ပြင်ဆင်တာပါကျမကတော့မြင်းမူကအမပေးတဲ့ငပိရေကကျမ favorite ပါအဲ့တော့ကျမငပိရေကိုအပြင်မှာကြိုထားတယ်ပြီးသွားလို့ရှိရင် ရတာအတွက်ကိုလိုတာအချို့မဟုတ်စားထဲ့နေပေါ့နော်ပြီးရင်ငပိရေကျိုးပြင်မှာကြိုလာပြီးတော့တခါလေးထဲ့မယ်ဒီအမားရဲ့ငပိရာလေးဘာအရတာမှအမှန်တကယ်ဆိုထဲ့ကြမလို့啊စားကောင်းနေအရတာကြီးရလဲအရန်ကြီး၄မိနစ်ဘူးပေါ့နော်ငပိရအဲ့တော့ကျမတို့အိမ်မှာကအဲ့လိုတော်တော်အဆင်ပြေတဲ့နေရာမှာပါတယ်အဲ့တော့အခုကျမကဒါကိုချက်လိုက်ပြီးဆိုလို့ရှင်ရင်ငါးလေးတွေကငပိရတာလဲဝင်သွားတယ်စားလို့လည်းအရန်ကောင်းနေအစုံမနနံပင်အုံမနနံပင်မကြိုက်တဲ့ကျမရဲ့ဖန်လေးတွေကနနံပင်ထဲ့တဲ့အဆင်ကိုကြောသွားပေါ့နော်အဲ့တော့ garage garage ချင်လို့ခေါ်လာ garage ချင်ရဲ့ပြီးွားလို့ရှင်ရင်မု ုံးလားဥတခွားဒီတိုးစရာလေးနဲ့ဒီငါးငပိကျက်လေးနဲ့ဆိုရှယ်ပဲပေါ့